ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရဲ့နောက်ပိုင်းနဲ့နေ့လယ်ပိုင်းသတင်းတွေပေါင်းစပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံးလူရင်းတူရှင်သတင်းတွေအများကြီးကိုတော့ဖတ်ကြည့်အောင်เนาะ ပထမဆုံးသတင်းတစ်ပုဒ်ကတော့လူမျိုးလူငယ်များကိုစစ်မှုထမ်းဖြစ်အတင်းကျပ်စီခိုင်းနေတဲ့မင်းအောင်လိုင်ကမြန်မာလူငယ်များပြပတို့ရွှေ့ပြောင်းသွားလာမှုမြင့်မားနေတော့လေပြည်တွင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေလို့ကမ္ဘာလုံးကိုလေးလိုက်တဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့မြန်မာပြည်မှာဆိုရင်လူငယ်လူရွယ်တွေကအခုချိန်မှာဆိုစစ်မှုထမ်းကြောက်မှာဆိုလို့ပြေးတာတော့မလွတ်တဲ့အခြေအနေမှာပါဗောနော်မင်းအောင်လိုင်ကအခုလိုမျိုးလိန်ညာနေတာဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့လက်ရှိအခြေအနေများအောက်တွင်မြန်မာစစ်တပ်ကရွေးကောက်ပွဲကျင်းပပါကမတည်ငြိမ်မှုများနဲ့ဖယ်ထုတ်ခံရမှုကိုပုံမနှဆိုင်ဆိုးရွားစွာဆေးလိမ့်မည်လို့ကလသမကအတွင်းမှုရှိကသတိပေးလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲအချမ်းဖတ်မင်းအောင်လိုင်းရွှေကောက်ပွဲကျင်းပမယ်ဆိုရင်ပို့ပြီးတော့ဆိုးလာမယ်။နိုင်ငံရေးချင်းတွေပို့မတိမငင်ဖြစ်လာမယ်ဆိုပြီးမှကုလသမဂ္ဂကအတွင်းမှုရှိကသတိပေးလိုက်တဲ့သတင်းမျိုးဖြစ်ပါတယ်နော်။အဲတော့ဒါကဘာပြောပြောနော်။တကားဖွင့်လိုက်ပြေးလိုက်တဲ့ဆိုင်တော့ဒါမျိုး ထုတ်ထုတ်ပြန်တာနည်းနည်းတော်သေးတယ်ဗောနော်ပိုကောင်းတယ်လို့ပြောရမှာเนาะဒီထက်ပိုပြီးတော့ကုလသမဂ္ဂအနေနဲ့ထုတ်ပြောနိုင်ပိုကောင်းပါရဲ့เนาะမင်းအောင်လိုက်ရက်ဆက်ရုပ်မှန်မှုတွေကိုထုတ်ပြောနိုင်လေကောင်းလေဗောနော်ခုကတော့ဘာပြောပြောတကားပိတ်တာဖွင့်တာတက်ဆိုင်ရင်တော့ဒီလောက်ထုတ်ပြောရင်မစိုးပါဘူးเนาะဘာပြောပြောကျွန်တော်တို့ဒီကုလသမဂ္ဂကတော့အများနဲ့နှုတ်ဆက်နေခဲ့တာဗောနော်အခု trend ကနည်းနည်းလေးလှုပ်နှိုးလိုက်တာနည်းနည်းလေး HMU ဖြစ်နေတယ်ထင်ပါเนาะ ။နောက်ထပ်သတင်းတစ်ပုဒ်ကလည်းရွှေကုတ်ကိုမြို့တည်အပါဝင်မြောက်ရီမှာရှိတဲ့ကြားဖြတ်လုပ်ငန်းများအားလုံးကိုစိတ်ပူရမလိုပဲပုံမှန်အတိုင်းလေပတ်လုပ်ကန်နေတယ်လို့စောချစ်သူဦးဆောင်သော BGF ကအတိပေးကရင်နစ်တကူပွဲတော်ကို BGF ကစီကားတိုက်မြင့်စွာကျင်းပမိကျင်းပပေးမိဖြစ်ပြီးပါဝင်စင်တွေရဲ့ဖိတ်ခေါ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်။အဲ့တော့အားလုံးမြင်တဲ့အတိုင်းပဲကြားဖြတ်လုပ်ငန်းဆိုတာအခုသူတို့ပြီးခဲ့ရပိုင်းအဖမ်းပြရဆိုတာဒါအနည်းငယ်လေးပဲရှိသေးတယ်နော်။ထောင်ကနန်းအဲ့ကြားဖြတ်လုပ်ငန်းထဲမှာလှုပ်တဲ့လူတွေကအနည်းဆုံးတောင်းကနန်းတင်းကနန်းကြီးကောင်ကပ်ပဲလို့ထင်ပါတယ်နော်။တင်းကနန်းလောက်တည်းတော့အနည်းဆုံးရှိနိုင်တယ်ပေါ့နော်။အဲ့တော့အခုချိန်မှာဆိုရင် တကယ်တော့နိုင်ငံတကာကိုရွှေ့ပြီးတော့ BJP ကလုံးဝပေါ့နော်ဘာမှဖြစ်ဘူးဆိုတဲ့ပုံစံနဲ့သူတို့လုပ်နေတာဖြစ်ပါတယ်။အဲ့တော့ဒီရဲ့ကြားဖြတ်လုပ်ငန်းရှိနေသည့်မြန်မာပြည်သူတွေရဲ့ဘဝကတော့အာလုံခြုံမှလည်းမဟုတ်ဘူး။တော့ကျောင်းရှိရပတ်စံတွေကလည်းကုန်နေမှာဖြစ်ပါတယ်နော်။အခုဆိုဘန်ကဖြတ်လိုက်ဟိုကဖြတ်လိုက်နဲ့ဟိုမျိုးစုံပေါ့နော်။အလင်ခံနေရတဲ့အခြေအနေဖြစ်ပါတယ်။အခုဆိုလေနီးတောင်မှအစ်စ်တွေထပ်ပြီးပေါ်နေပြီပေါ့နော်။အဲ့ဒါတွေလည်းပြည်သူတွေအားလုံးသတိထားဖို့လိုပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေလာသူတွေဆေးလွတ်ဖို့အာဆီယံကိုအင်ဒိုနီးရှားတိုက်တွန်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲမြန်မာပြည်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ဖို့အာဆီယံ ကိုအင်ဒိုနီးရှားတိုက်တွန်းလိုက်တယ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ဘယ်လိုမျိုးစောင့်ကြည့်မှလဲတော့စိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့နော်ဒီထဲစိတ်ဝင်စားဖို့ကောင်းတာကဘာဖြစ်လို့ဒီမင်းအောင်လည်းရက်စက်ရုပ်မှမကြတော့မပြောဘဲနဲ့ဒါကြီးကိုပဲသူကဟိုစောင့်ကြည့်ဖို့ဆိုတော့ဒါလောက်တာကိုစောင့်ကြည့်မယ်ဆိုတော့လောက်ခွင့်ပြုမယ်ဆိုတဲ့သဘောပုံစံဖြစ်နေတယ်ပေါ့နော်ဒါမျိုးတွေအဆင်မပြေပါဘူးနော်အဲ့တော့ဒီအာဆီယံနဲ့ပတ်သက်လာရင်လည်းဒီမလေးရှားတနိုင်ငံလောက်ပဲနည်းနည်းကောင်းတာပြောတယ်ပေါ့နော်ကျန်တဲ့နိုင်ငံတွေကတော့အဲဒီလိုပါပဲနော်ကြီးလိုက်ငားလိုက်ရှောက်လုပ်နေကြတွေ့ရပါတယ် ။နောက်တဲ့သတင်းပုဒ်ကတော့စစ်မှုထမ်းများအတွက်လူဖမ်းရောင်းစားတဲ့ဂိုင်းတွေမှာအမျိုးသမီးတွေပါပါလာတယ်ဆိုတဲ့သတင်းပုဒ်ဖြစ်ပါတယ်။အဲဒါရန်ကုန်မြို့တိ6ထက်ယုံလုံခြုံရေးဝန်ထမ်းတူဦးကတဲ့6အောက်တိုဘာ20ရက်နေ့နေ့ကင်းပိုင်းရုံမအိမ်တို့လိုင်းကားစီးပြန်လာစဉ်အမျိုးသမီးနှစ်ဦးကမွေးစေးတစ်မျိုးသုံးရခေါ်ဆောင်သွားပြီးနောက်ရဲမော်တပ်ထဲသို့ရောက်ရှိကထုံးမတဆင်စစ်မှုထမ်းအတွက်ရှမ်းပီနယ်ဘက်သို့ပို့ဆောင်ခဲ့ရကြောင်း ISN ကသတင်းပို့ထားလို့သိရပါတယ်နော်။ အဲ့တော့ဒီလူဖမ်းတဲ့ခိုင်းထဲမှာမြို့သူတွေပါလာတဲ့အတွက်ပေါ့နော်တကယ်ယောက်ျားသူကြီးကသတိထားလို့ပါပြီနော်အဲ့တော့မင်းကြီးတွေ့တိုင်းလည်းမယုံကြပါနဲ့ဒီမှာတော့လူဖမ်းတဲ့ခိုင်းထဲကလူတွေဖြစ်နေတာကိုကနားကားသွားမယ်ပေါ့နော် နောက်ထပ်တင်ပြကလည်းတောင်တာနဲ့ရွှေဘိုမြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားအုပ်တေဆုံးပြီးတနက်တလက် KM များတင်းစေးရမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲမန္တလေးတိုင်းတောင်တာမြို့နယ်တွင်အချမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့စစ်စခန်းမှာထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားအုပ်နေရာမှာပွဲချင်းပြီးမြေရောစာဖြစ်သွားပြီးတော့တလက်တလက်နဲ့ KM များတင်းစေးရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ကဲလိုရီတူရှင်သတင်းတွေဖတ်လို့ပြီမှာနောက်ထပ်သတင်းပြူတွေချက်သွားကြည့်အောင်နော်ပထမအဆုံးကြည့်ရမယ့်သတင်းကတော့အခုဆိုရင်ဒီ LED မျိုးဆက်တွေလို့ပြောရမှာပေါ့နော်မျိုးဆက်ထွက်လာတဲ့လူတွေထုတ်ခိုင်းရတဲ့လူတွေအာလောသက်ခိုင်တို့အဖွဲ့တွေအခုလိုမျိုးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထုတ်ခိုင်းရတဲ့ထုတ်ခိုင်းရတဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥကူကြီးကတော်တော်ဒေါသထွက်တယ်လို့ကြားရပါတော့အဲ့တော့ဘယ်လိုမျိုးဖြစ်ဖြစ်လဲဆိုတော့ရှင်းထားအောင်ကြည့်အောင်နော်ဖလော့တော်ကိုစလေလောင်းတဦးရဲ့ရှိလို့ရွေးကောက်ပွဲမတင်ပါရတော့ပဲမဲဆွေစားစေးအကုန်ခံစီယုံလက်လက်ရှင်းပြိုင်ဆရာမလိုပါဘူး အနိုင်ရကိုယ်စားလှယ်ဖြစ်သွားတဲ့စီရင်ထွက်ရှိလာတယ်လို့သူကပြောပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့စစ်ကော်မရှင်ရွေးကောက်ပွဲအတွင်းမပြိုင်ဘဲအလိုလျောက်အနိုင်ချနေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စစ်လေဦးရှိရဲ့လို့ဥက္ကူကိုကြီးကမရှိတင်ခဲ့ပြောပါတယ်။အဲ့ဒီစီရင်မှာပြည်သူ့ပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ဘ ਹੁ ဌာနချုပ်ကိုအမင်းစင်းပုတ်ပြီးခါမှဖိအားပေးမှုတွေကြောင့်ပြန်လည်ရုပ်သိမ်းသွားခဲ့တဲ့မြို့နယ်အချို့ပါဝင်ပါတယ်။အဲ့ဒီမြို့နယ်တွေကမေဆင်နာရှင်တွေအနေနဲ့သူတို့ရဲ့ရွေးရှည်ခွင့်ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်လို့ဆက်အနာရှင်ရွေးကောက်ပွဲဝင်မဲ့88ចောင်းသားကောင်းဆောင်တွေအထက်ကတဦးဖြစ်တဲ့သူကပြောပါတယ်ရွေးကောက်ပွဲဟာတေချာပေါက်လုံးမှာဖြစ်ပြီးပကတိနိုင်ငံရေးဆိုတာပကတိအရှိတရားပုံမှာပဲအခြေခံပါတယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌကပြောပါတယ်ရွေးကောက်ပွဲပြီးသွားရင်တန်တမန်ဆက်ဆံရေးနိုင်ငံရေးဆက်ဆံရေးနိုင်ငံရေးစီးပွားရေးလူမှုရေးအခင်းအကျင်းတစ်တခုကို ရင်ဆိုင်ရလိမ့်မယ်လို့လည်းဥက္ကုကိုကြီးကတတိပေးစကားဆန်ဆန်ပြောကြားထားပါတယ်။သူဟာ2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီကဝင်ရောက်ရှင်ပြိုင်ွက်ပေးရှားခံရပြီးတဲ့နောက်2018ခုနှစ်မှာပြည်သူ့ပါတီကိုတီထောင်ပြီးဥက္ကဋ္ဌပြုလုပ် ကဲဒါတော့ဥကိုကြီးကပြောလိုက်တဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ဒီရွေးကောက်ပွဲပြီးသွားရင်တော့တန်ခင်းတမန်ခင်းတွေအစ်စ်တွေပြန်ဖြစ်လာပြီးနိုင်ငံတကာသူတို့ပြန်ဆက်သွယ်လာမယ်လို့သူတို့မျှော်လင့်နေကြတာပဲနော်အဲ့ဒီအတွက်လည်းသူတို့ရွေးကောက်ပွဲလုပ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လန်ဖက်ချမ်းမှာရွေးကောက်ပွဲဖြစ်မယ်လို့လည်းပြောထားပြီးသားပါနော်ဖြစ်ဖြစ်တဲ့နေဟာဘာလို့ပြောပြပါနော်ခုနိုင်ငံတကာကလည်းဒါမဖြစ်သင့်ပါဘူးဆိုပြီးပြောတဲ့အချိန်မှာသူတို့မတရားဇွလုံနေကြဖြစ်ပါတယ်အဲ့တော့လှုပ်ကြည့်ကြပါနော်ရွေးကောက်ပွဲဖြစ်မြောက်ပြီးသွားရင် ကောင်းလာမယ်လို့မျိုးတို့ပြောတဲ့ပါဆက်ကြည့်ကြသေးတာပေါ့ ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်တင်ကတော့ခေတ်ဆက်ဆက်မှာပေါ့နော်ဒီနိုင်ငံရေးနဲ့ပတ်သက်လာပြီဆိုရင်အမှုပညာရှင်ဆိုတဲ့ကောင်တွေကတကယ့်အောက်တန်းအကျဆုံးဆိုတာကိုသုံးသက်ဖော်ထုတ်ထားတယ်ဥသိမ်းမြတ်ပြီးတော့အတော်လေးတစ်ချက်တော့ကြည့်အောင်နော်အရှိဟုတ်ကြည့်ချင်နေဆိုရင်တော့ TM Media ဥသိမ်းမြတ်မှာတွားပြီးမှကြည့်လို့ရပါတယ်နော်ဒါလေးကတော့နောက်ပိုင်းမှာတိုးလေးသူပြောတဲ့ဒါကအကောင်းဆုံးပေါ့နော်နေပါတယ်စစ်တပ်ဘုံကျဲလို့မိုးကုတ်ဖူဆဲဘောလုံးကွင်းမှာခလေးငယ်လေးတယောက်ခေါင်းပြတ်သွားတာကိုနေတိုးမြင့်မြတ်သိပါသလားမင်းတို့ရဲ့အခုလို့ရဟာအဲ့ဒါလို့ ကလေးငယ်ကိုခေါင်းဖြတ်တဲ့အလုပ်ရက်ကိုအပိအမြောက်လုပ်တဲ့အလုပ်ရက်ဆိုတာကိုမင်းတို့သိကြပါလားစစ်တပ်ဘုံကျဲလို့အိုရိန်တို့မှာကလေးငယ်လေးတွေဗိုက်ပွင့်ပြီးတော့ဥရေအပုံလိုက်ထွက်သွားတာကိုချူးချူးတို့မေမြင့်မို့တို့သိကြပါရဲ့လားအဲ့ဒါလိုလုပ်တဲ့အလုပ်ရက်ကိုအခုမင်းတို့အပိအမြောက်လုပ်နေတယ်ဆိုတာကိုမင်းတို့ဘာသာသိကြပါရဲ့လားနောက်မှထပ်တော့မယ်အဲ့ဒါလိုရက်ဆက်မှုတွေမှာမင်းတို့ဟာပူးတွဲတာဝန်ရှိတဲ့သူတွေ ဖြစ်လာတော့မယ်ဆိုတာကိုမင်းတို့သိကြရလားတားထောင်တဲ့ဖိုးတွေကိုပြီးစောထီးတွေကအရှင်လက်လက်မိရှုတတ်တာကိုငှပြောချော်နေဝင်အေးချမ်းမောင်တို့သိကြရလားမင်းတို့တွေအခုလုပ်တဲ့လုပ်ရဟာအဲ့လိုပြီးစောထီးတွေကိုအားပေးသလိုဖြစ်နေတယ်ဆိုတာသိကြရလားမင်းတို့လုပ်ထားတဲ့ဝါရဖြတ်ချည်ဇက်ကားကိုကြည့်ပြီးတော့ပြီးစောထီးတွေကငါတို့ကိုထောက်ခံအားပေးတဲ့သူတွေရှိနေပါသေးလားဆိုပြီးတော့တွေးတော့အားတကြမယ်ဆိုတာမင်းတို့သိကြရလားမင်းတို့အခုလုပ်တဲ့လုပ်ရဟာဘလောက်ဆိုးရသလဲ နောက်နောက်မိရှို့တက်ဖြတ်မှုတွေအတွက်ဘလောက်တောင်မှအားပေးအားမြောက်လှုပ်လိုက်မိတယ်လဲဆိုတာကိုမင်းတို့ဟာသာသိကြပါရဲ့လားငါပြောချော်ဆိုလို့ရှိရင်အော့ကြတာကောင်းပါလေသူ့အသက်ရွယ်နဲ့သူ့အတိုင်းဝိုင်းကိုကြည့်ပြီးတော့ဒီလောက်ညံနေလိမ့်မယ်လို့အထင်တောင်မထင်မိပါဘူးဒီလောက်ငွေနောက်လိုက်လိမ့်မယ်လို့တောင်မှမထင်မိပါဘူးဒီနေ့ကတော့ကတော့အမှုပညာသမားတွေအကုန်အလကားပါပဲဆိုပြီးတော့တယောက်ကတိမ်ကြုံဆဲသွားတာတွေ့လိုက်လို့စိတ်ထဲနင်းနေတောင်မှမခံချင်ဖြစ်မိပါတယ်အမှုပညာသမားတွေတဲ့မှာ တိတ်တော်တဲ့အနုပညာသမားတွေလည်းရှိကြပါတယ်အထူးသဖြင့်စာပေနယ်ထဲမှာဆိုလို့ရှိရင်ပုံများပါတယ်ဆရာဘော်မော်တရားဆိုလို့ရှိရင်ဖတ်စာပလအစိုးရကပေးတဲ့အမျိုးသားစာပေစုကိုတက်မယူခဲ့ပါဘူးဆရာကြီးသခင်ကိုရမိုင်းဆိုလို့ရှိရင်ဝေလာမင်းသားအတွက်ငွေပုံပေးပြီးတော့ဖုံးတော်ပွဲရေးခိုင်းတာကိုတောင်းမှညင်းခဲ့ပါတယ်ဒါပေမဲ့အနုပညာသမားထဲမှာပတ်စံအများဆုံးရပြီးတော့အုံနောက်မရှိဆုံးပညာရေးအားအနည်းဆုံးအနုပညာသမားဟာရုပ်ရှင်မင်းသားမင်းသမီးတွေပါအဲ့ဒါလို့ပြောလိုက်တော့အားလုံးကိုတိမ့်ကြုံပြောလိုက်တယ်လို့တော့ဖြစ်သွားပါတယ်ဒါပေမဲ့ ဒါဟာအမှန်တရားပါအနုပညာသမားတွေထဲမှာဉာဏ်အ ਨੇ ဆုံးအသိစိတ်တတ်အ ਨੇ ဆုံးအသုံးမချဆုံးအတန်းဆဟာရုပ်ရှင်မင်းသားမင်းသမီးတွေပါပတ်စံလဲသူတို့အရာဆုံးပါပဲအကုန်လုံးတိမ့်ကြုံပြောသလိုဖြစ်သွားတယ်ဆိုတာကအများစုကိုကြည့်ပြီးတော့ရေပုံရခြုံပြောလိုက်လို့ပါရုပ်ရှင်မင်းသားတွေထဲမှာစားသိပ်ဖက်ပြီးတော့အတွေးခေါ်ရှိကြတဲ့ဝင်းဦးတို့ကောလိပ်ရှင်နေဝင်းတို့သူ့မောင်တို့လူမျိုးတွေလည်းရှိခဲ့ဘူးပါတယ်ဒါပေမဲ့ပညာတတ်တိုင်းလဲရက်တိကျက် ကောင်းတာမှန်တာမဟုတ်ပါဘူးလူစိတ်ရှိဖို့အစာနာစိတ်ရှိဖို့ကလည်းသိအရေးကြီးပါတယ်ညွန်ဝဲဆိုလို့ရှိရင်ပညာတတ်ပါဖောက်ပြန်လိုက်တဲ့နေရာမှာတော့ယွန်စရာတောင်ကောင်းပါလေဆန္ဒပြចောင်းသားတွေကိုပလိတ်ကရိုက်နဲ့လူစုခွဲတော့88မှာတော့ငါပါရှောင်းရင်ရှားရင်နဲ့သူ့အိမ်နဲ့ရောက်လာတဲ့ចောင်းသားတွေကိုတောင်မှရဲကိုဖုံးဆက်ပြီးတော့ဖန်ခိုင်းတဲ့လူမျိုးပါအရင်လုံးကလည်းဒီလိုအလုပ်မျိုးတွေကိုဇုံဝင်းထွက်တော့ site ဆိုင်တော့ကအစလုတ်ခဲ့ကြဘူးပါလေပြည်သူလူထုကတီးခံလို့ ရောက်တက်ပြီးတော့တယောက်ပြီးတယောက်ထတ်လုလာရဲနေကြတာပါပြည်သူတို့အနေနဲ့လည်းဒီလိုလောက်ရလောက်တဲ့သူတွေဟာလူသက်မီးရှို့ကိုမရင်းကျင်တဲ့အလုပ်တွေကိုအားပေးတဲ့အလုပ်ကိုလုပ်နေတာပဲဒါတွေကိုငါတို့တာဝန်တိတိနဲ့ကန့်ကွက်ရမယ်ရှုတ်ချရမယ်လို့သဘောထားပြီးတော့တာဝန်တိတိဆက်ကျင်ကြဖို့လိုပါပြီအဲ့ဒါမှသာနောက်မှဆက်မိုက်မဲ့လူတွေထွက်မလာအောင်ဟန်တားနိုင်မှာပါတစ်တက်ပို့ပြီးတော့လေးလေးနက်နက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလူတွေကိုတာဝန်တိတိ ကန့်ကွက်ဆန့်ကျင်ခြင်းအပြင်ကျွန်တော်တို့သားသမီးတွေကျွန်တော်တို့တူတူမတွေရဲ့အသက်ကိုတတ်နိုင်သလောက်အကာအကွယ်ပေးရရောက်နိုင်မယ်လို့ဆိုချင်ပါတယ်ခင်ဗျာကဲဒါတော့ဥသိမ်းမြတ် ပြပြသသားပြောလိုက်တာပေါ့နော်အဲ့တော့အခက်ဆက်ဆက်ညံနေဆုံးကောင်တွေနိုင်ငံရေးနဲ့ပတ်သက်လာရင်လောဘအကြီးဆုံးကောင်တွေကသနုပညာရှင်သမားတွေဆိုတကယ်မှန်ပါတယ်နော်ဒီကောင်တွေလှုပ်လို့ပဲအခုချိန်မှဆိုရင်သူတို့ပဲဒီ new dollar ဆိုတော့သူတို့ပဲစခဲ့တာနော်သူတို့ပါတယ်လက်သုံးချောင်းထောင်တဲ့သူတော့ပါသေးတယ်အခုကျမှပဲဒီဒီပေါ့နော်ချက်မှတ်မင်းအောင်လည်းနေ့တိုင်းမှာဘုံကျဲတက်ဖြတ်နေတယ်သူတို့လည်းသတင်းကြမှာပဲနော်ဒီသတင်းတွေက Facebook မှာအများတက်နေတာ Facebook မကြည့်တော့မှဒီသတင်းတွေအများတန်းဒီမြည်ရရတာပဲကွာ အဲ့ဒါကိုသူတို့မသိတယ်လို့လို့နေမင်းအောင်လည်းအားပေးတဲ့ပုံစံလောက်တာတော့တကယ်ရန်သူနဲ့အတူတူရက်တည်တယ်လို့ဖြစ်နေပါတယ်နော်ရက်တည်တာပါပဲနော်ရန်သူနဲ့ရက်တည်တာဖြစ်တဲ့အတွက်ဒါရန်တူတို့ပဲကျွန်တော်တို့ဆက်စားရတော့ဖြစ်တယ်အခုဆိုရင်ဒါပြပြတတပြောမယ်ဆိုရင်ဟိုကျွန်တော်တို့ဝိနည်းပြောသလိုပါနော်တော်လန်ဖက်ချန်ကသူတွေကဒါလူပညာရှင်သမားတွေဒါမင်းအောင်လည်းမိရပါလို့မလားအားလုံးသိတာပဲအဲ့တော့သူတို့တွေကအခုကျွန်တော်မင်းအောင်လည်းအားပေးတယ်ဆိုတော့တော်လိုင်းတက်ဖွဲ့တွေကဒီအခုတော့အနုအနီအနုအနုနီးနဲ့တုံးတာတော့ BC ပေါ့နော် BC လောက်တယ်ပေါ့နော်ဒါပေမဲ့ BC တက်ထိရောက်တဲ့ဟာလည်းလုံးလုံးတက်နေပါပြီနောက်တစ်ကောင်တွေကတော့ ကဲစန်တီးနေတော့ငါလိုက်လွင့်ပြီးတော့ဒီဘိုးမိုက်ခဲအတွက်လိုက်လွင့်ဒီရံပုံငွေကောက်ခံတာနဲ့ပတ်သက်ပြီးတော့ဗနောအခုချိန်မှာဆိုဘလောက်တောင်မှဒီဘိုင်ဘိုးမိုက်ခဲကိုချစ်ကြလဲတော်လိုင်းကြီးကိုပြည်သူတွေကဘလောက်တောင်မှပါဝင်ကျင်ကြလဲဆိုတာကိုကိုစီပြောထားတာကျွန်တော်ကြည့်အောင်နော်တကယ်ကိုမျော်မှန်းထားတာတဲ့ကိုအများကြီးပို့ရပါတယ်ကျွန်တော် light 2နာရီလွှင့်မယ်ဘတ်တသိန်းဒီပါတော့ရနိုင်တယ်ကျွန်တော်ထင်တာပါเนาะဘာလို့ဆိုတော့လကုံရက်ဗျာအခုဒီလိုရက်မျိုးอ่ะ ဟိုပြက်သုံးလက်သုံးဆိုတော့23ဆိုတဲ့ဟာမျိုးလိုပဲเนาะဟိုပတ်စံမထွက်ကြသေးဘူးလက်သေးကိုပတ်စံကုန်းနေတဲ့ရက်တွေမှာကျွန်တော်ရက်ကိုမတွက်နိုင်ဘူးလွှင့်လိုက်တာဒါပေမဲ့မထင်မှတ်ထားလောက်အောင်ဝင်းရံမှုရတယ်ထိုင်းဘတ်တီတီလူတာတယ်အားလုံးပေါင်းဘန်းဝင်နှစ်သိန်းကျော်ပါတယ်ကျွန်တော်စင်ရက်ခုပေါင်းနေတယ်ဟိုမှာဘုံမိုင်ခဲတော့ခွဲနာယကကြီးကကိုနေ့လမ်းမှာမို့လို့တဲ့လမ်းပြီးဖုံးဆက်တယ်အဲ့တော့သူတို့စရင်းပေါင်းပြီးကျွန်တော်တီးတဲ့အားလုံးပေါင်းဘယ်လောက်ရတယ်ဆိုတာကိုပြန်လည်ကြီးညာပေးမှာပဲเนาะအဲ့တော့ဓမ္မကြီးလိုက် ဒါပြည်သူတွေဒီတော်လိုင်းမှာတွေးအေးလားမအေးဘူးလားဆိုတာအဲ့ဒါဒီညကျွန်တော်တို့ဘုံမိုက်ခဲလိုက်ကတက်တယ်เนาะအခုဒီမှာဒါ Union Brother အပြောပဲ sorry PSU network ဒီမှာလကုံရက်တော်မှာလူတဲ့စရင်ကိုကြည့်လိုက်ဒါခနေဒါ22ရက်နေ့22ရက်နေ့တနေ့တယ်ဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်အဲ့ဒါ22ရက်တနေ့တယ်เนาะကျွန်တော်တာဝန်ခံထားတယ်ဆိုပေမဲ့ကျွန်တော်ကတာဝန်ခံတတ်တယ်ပဲဒီစရင်တွေဆွဲတာစရင်ကောက်တာဆိုတာ PSU ရုံးဖွဲ့ကစရင်ကောက်တယ် ်။နေတဲ့မှန်မှန်ကန်ကန်စနစ်တကျလုံနေတဲ့ထောက်ပို့တွေကိုဝင်းရံပေးပါ။အဲ့ဒီလူတွေကိုတိုက်ခိုက်လာမယ်ပြောဆိုလာမယ်ဆိုရင်အပြည့်အဝဝင်းရံပေးကြပါ။ကိုဂျိုးရှာနေတယ်အကိုစီကိုဂျိုးရှာနေတယ်စော်ပစ်။လုံးဝဟိုပါဆက်ပြောမပြောကြနဲ့။တကယ်လက်တွေ့တက်တက်နောက်ဆုံးဖမ်းပြီးရှင်းလို့ရရင်ရှင်းမလိုက်ကြ။ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ရှင်းမလိုက်မကောင်းဘူးလား။ဒါဆိုရင်တကယ်တော်လှန်ရေးဘယ်နှစ်ကြာကြာကျွန်တော်တို့မနိုင်စရာအကြောင်းမရှိတော့ဘူး။အခုဟာကလေဖန်းဒန်းစီထီထန်လန်းလျှောက်တဲ့လူကများတယ်။ဟမ် ဟိုအခွင့်အရေးလိုချင်တဲ့လူပါတယ်လို့ကိုချိုးရှာတဲ့လူတွေပါတယ်တကယ်လုံနေတဲ့လူတွေပါတယ်လေအဲ့တော့ဒီကိုချိုးရှာတဲ့လူတယောက်နှစ်ယောက်ကိုသင်ရဆွပြောကြမယ်ဆိုရင်တကယ်လုံနေတဲ့လူတွေဘလောက်နစ်နာမလဲဒါလေးကိုအားလုံးသိစေချင်ပါတယ်အဲ့တော့တချို့တယ်ဆိုရင်အလုတ်ပိတ်ရဲ့လေးတနေ့တော်မှမနာဘူးတနေ့ကနေနေ့တနေ့အလုတ်နားရတယ်နော်နေ့တိုင်းအလုတ်ရုံစင်းဒါအဲ့ရလေအိတ်ရှင်တာပေါ့ရှော်ဖို့လုတ်ရှင်တာပေါ့ကိုယ်ခမ်းမကိုဒါမလုတ်ကြဘူးအပြင်ထွက်ပြီးတော့အလူခံတဲ့ရတဲ့ငွေကိုတိုင်တက်ဖို့ပို့ပေးနေတဲ့လူတွေအများကြီးရှိတယ် ဆိုတော့အဲ့လိုထောက်ပို့မျိုးတွေကျွန်တော်တို့ကဝင်းရံပေးရမယ်။ကူညီပေးရမယ်။နောက်ပြီးတော့ထောက်ပို့တွေများများထွက်လာအောင်ကျွန်တော်ဝိုင်းကြိုးစားပေးရမယ်။တကယ်လိုအပ်နေတာဒီတော်လိုင်းမှာထောက်ပို့ပဲ။နော်ဘာဖြစ်လဲဆိုတော့တီဘိုးတည်းကျွန်တော်လုံးနေတာမဟုတ်စစ်ဘေးရှောင်။လက်ရှိမြန်မာပြည်မှာစစ်ဘေးရှောင်စခန်းတွေတပုံကြီးပြည်တွင်းထဲမှာရှိတဲ့ပလာဟိတဓမ္မတွေတထေးတွေဘဒူးလူတွေကြားတဲ့စစ်ဘေးရှောင်။အ ਨੇ အချင်းတော့တယောက်တည်းလူရလာဝက်ရှိရှိနေမယ်။ဒါတော်မှဟိုပြောပါတော့တာမဟုတ်ဘူး။တကယ်ပြပရောက်တွေပဲကူညီနေရ။ဘာလို့လဲဆိုတော့သူတို့ကြောက်တယ်လေ။ စစ်ဘေးရှောင်တော့မှသူတို့မလူရဲဘူးเนาะအဲ့တော့ပြည်တွင်းကဒီမာကဘယ်လိုဖြစ်နေဆိုလူသားနှစ်ရက်ဖြစ်တရက်ကဒီဒီကောင်တွေကိုခွေးကောင်တွေကိုမကြိုက်ပေမဲ့ကြိတ်မှိတ်ပြီးတော့ခံစားနေရတဲ့တရက်ကြံတဲ့တရက်ကတော့အခုเนาะအမှုပညာတွေတွေလို့ဒီခွေးတွေနဲ့မျက်နှာပြောင်တိုက်ပေါင်းပြီးတော့ဘာကိုချိုးရှာမလဲဆိုတဲ့တရက်အဲ့တော့ကျွန်တော်တို့ကနစ်နာနေတဲ့ပြည်သူတွေကိုလည်းကျွန်တော်တို့စောက်ရှောက်ဖို့လူသူတို့ အဲ့ဒီကိုကြိုးရှားနေတဲ့ကောင်တွေကိုကျွန်တော်ပြက်ပြက်တတတုတ်ပြန်မှုလို့တယ်အဲ့ဒီတုတ်ပြန်မှုအတွက်ဒီကျွန်တော်ဘတ်ဂျက်ပဲဘတ်ဂျက်ရှိမယ်ဆိုရင်အရာရာကိုကျွန်တော်လုပ်လို့ရတယ်ဘတ်ဂျက်ဒီအဓိကဒါကြောင့်မလို့ဘတ်ဂျက်ရှားဖွေမဲ့ထောက်ဖို့တွေများများပေါ်ထွက်လာအောင်ဝိုင်းပြီးစီလုံးပေးပါဝိုင်းကြိုးစားပေးပါတော့ထောက်ဖို့အချင်းချင်းတိုက်ခိုက်တာတွေလုံးဝမလုပ်ပါနဲ့ဘာဖြစ်လို့လဲတော်လိုင်းပြီးလာမှတ်ထားအဲ့ချိန်ကျမှရှင်းွာအရှင်းချင်းကျွန်တော်ဆိုရင်လည်းဘလောက်ပဲမုန်းနဲ့ယွန်းနဲ့လူဖြစ်နေပါစေတော်လိုင်းလုံနေတယ်ဆိုရင်စိတ်ထဲမှာတော့တူယွန်းတယ ကြည့်နေအောင်ဒီကောင်စိတ်တက်အကျင့်စာကြီးတက်တူရဲ့လောက်ရောက်တိထားတယ်ဒါပေမဲ့တူကတော်လန်ရေးကိုပူညီးနေတာဖြစ်လို့ရှိရင်တောင်းတော့အောင်မတိကြောင်ဆောင်ပေးဘာဖြစ်လို့လဲတူတယောက်ဒီတော်လန်ရေးကိုအထောက်ပံ့ပြုနေတာကျွန်တော်ကတူကိုမကောင်းလို့စော်ပလိုက်မယ်တူကထောက်ဖို့လောကနေပြောက်သွားမယ်ဆိုရင်တူထောက်ပံ့နေတဲ့အဖွဲ့အစည်းကိုကျွန်တော်ထပ်ပြီးတော့ထောက်ပံ့မနိုင်ဘူးဟုတ်တယ်နော်ကျွန်တော်လည်းကျွန်တော်နိုင်တော့ကျွန်တော်လုပ်တယ်တူရဲ့တူနိုင်တော့တူလုပ်တယ်အဲ့ဒီတူကထောက်ဖို့အချင်းချင်းဟာဘာလုပ်ကောင်းမလဲကာကွယ်ပေးရမယ်စီးလုံးပေးရမယ်ညီညွတ်ပေးရမယ်အေးကိုချိုးရှာတယ်ဆိုရင်ဘယ်နဲ့မှပြောဘလို့ဘလို့အချက်တည်း တော်ပြစ်အာမနာနဲ့အဲ့လိုမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ဆွဆွဲနေတဲ့ပုတ်ခတ်နေအောင်ဆိုရင်တော့တကယ်လှုပ်တဲ့လူတွေစိတ်သက်ကြပြီးတော့တခိုးတွေကကိုရိုးရှာပါလိမ့်မယ်เนาะအဲ့တော့ကဲဒါတော့ကိုစစ်သုံးသက်ချက်ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ဒီမိုဘိုင်ခိုင်းနဲ့ပတ်သက်ပြီးတော့သူရံဝန်ကြီးကောက်ပြီးတာလေတော်တော်လေးရသွားတဲ့အနေထားမှာတွေ့ရတယ်တော်ပါเนาะပြီးသူတွေရဲ့ဒီ online မှာပါဝင်မှုကတော့ခုချိန်ထိတောင်မှရေးရဲတောက်နေတယ်ဆိုတော့တွေ့ရပါတယ်เนาะ โอเคဒီနေ့လည်းပိုင်းအတွက်သတင်းတစ်ဖက်ဗီဒီယိုတစ်ဖက်ကလောက်ပါမယ်เนาะအစားဆုံးကြည့်ပြီးကြာပြီးမှပြီးသူရောက်စံတူပဲကျေးဇူးတင်ပါတယ်ညကြမှာပဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်နဲ့ပြန်ပြီးတွေ့ကြမှာเนาะ